်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဦးဆုံးလာရှိုးနတ်ကစကန်တွေကိုစုခိုင်းရာကနေစစ်ကောင်စီနဲ့ MND ဆက်ဆံရေးတင်းမာတီတရင်တင်ဆက်ပေးပါမယ်။လာရှိုးမြို့နာမှာတက်ဆွဲထားတဲ့ MND တပ်တွေစုပေးဖို့စစ်အုပ်စုရဲ့အမှန်၅စစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်းလာရှိုးမြို့ထိလာရောက်တောင်းဆိုပေမဲ့ညင်းပယ်ခံရပြီး ဆွနှမှုပြတ်သွားတယ်လို့ MND ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းအကြီးအမြတ်ကပြောဆိုထားပါတယ်။လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတီးတဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နှံ့ပေါင်းဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာ17ရက်နေ့ကလာရှိုးမျိုးစင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကအဆုတ်ခွာခိုင်းတာလို့စုံစမ်းသိရပါတယ်။နောင်မွန်နှံ့ပေါင်းဟိုရရွာတွေဟာ တက်ဆက်တဲရှိနေတာဖြစ်ပြီး MNDA က2029စစ်စင်ရင်းတဲ့အတူတင်းယူခဲ့တဲ့အနေမြေထဲမှာပါဝင်ပါတယ်။အခုအချိန်အထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ AB လမှာတရုတ်အစိုးရရဲ့ဂျာဝင်စုဖတ်မှုကြောင့် MNDA ကလာရှုံမြို့ကိုကြည်တချက်မဖောက်ပဲပြန်လဲပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မွန်းနတ်ပေါင်းဟိုရရွာတွေကနေတရှင်ချင်းစုတ်ခွာပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုရိုင်းလာရှိုးမှလာညီတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဖြစ်လာမလဲတော့မသိဘူး။ကိုကန့်တွေကတော့အင်အားပိုများလာတယ်လို့နောက်မှမှနေထိုင်သူတဦးကပြောဆိုထားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမှန်ငါစစ်ချင်းရဲ့အထူးအဖွဲ့မှုဖြစ်ပါတယ်။သူဟာလာရှိုမျိုးကိုတရုတ်ဆိုရကူညီနဲ့ပြန်လည်ထိန်းချုပ်စင်ပါလေမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်မှတင့်ရှိကျွင်းနဲ့ဆွေးနွေးမှုကိုဥဆောင်ခဲ့သူဖြစ်ပါတယ်။ ့ MNDA နဲ့အပြစ်ရဆွေးနွေးပွဲကိုလည်းစစ်ကောင်စီဘက်ကနေဥဆောင်ခဲ့သူဖြစ်ပါတယ်။မကြမ်းသေးမီကတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအာချရီယာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှာလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်ဆောင်နဲ့အတူတွေ့ဆုံခဲ့ပါတယ်။သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန့်ကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြည်တော်ပြန်တက်သွားတယ်လို့လာရှိုးမျိုးကတည်င်းအင်းမြစ်ကပြောဆိုထားပါတယ်။ စေအိုစုဟာတောင်အမျိုးသားလွတ်လပ်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမြို့ကိုပြီးခဲ့တဲ့အော်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှုနဲ့တီဘောလမ်းပိုင်းပဝင်းချင်းက MNDA စခန်းတွေကိုစုခွာဖို့ဖိအားပို့ပေးနေတာဖြစ်ပါတယ် MNDA ကလာရှိုးမြို့နာက၎င်းတို့တက်ဆဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းတင်မထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစရေးသဘောတူညီချက်ဟာအချင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်အမြဲတည်ရှိနေဖို့နဲ့ဖြူဟာကြကြနားလည်နေဖို့အောက်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MND ရဲ့အပတ်စဉ်တင်များအလဲကျတင်နန်းရှင်ပွဲမှာ MND ရဲ့စစ်ဦးစီးမှုချုပ်ကတင်နန်းရှင်ကိုကန့်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ် MND ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNN အနေနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟော်မုံကို ဖောက်ဆိုင် ကုံချန်းပန်းလုံးကွန်လော်တန်ဒီ တာမိုညဲပန်ဆိုင်မျိုးတွေကိုတင်ပိုက်ခဲ့ပါတယ်။တင်းယူထားတဲ့မျိုးတွေမှာအုတ်ချုပ်ရည်ရန်တရားဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖီအာကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှုံမျိုးကိုလည်း2025ခုနှစ်အပိလမှာစစ်ကောင်စီတိုင်းပြန်လည်ပေးခဲ့ရတာပါ။တင်ဒီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆက်လက်ပြီး ကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတည်ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးသွားမည်ဟုခင်ဤပြောဆိုသည့်တွင် LND ပါတီနှင့်ပတ်သက်၍သဘောထားတင်းမာသည့်တွင်တင်ဆက်ပေးသွားပါမယ်ရှင်။ကျပ်ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတည်ဖွဲ့စည်းလင်လက်ရှိစစ်တကချမှတ်ထားသောနိုင်ငံရေးလမ်းစဉ် policy အတိုင်းသာဆက်သွားမည်ဖြစ်ကြောင်းကျပ်ဖို့ပါတီဥက္ကရာခင်ကပြောဆိုလာကြောင်းကြက်ခိုင်ရေးပါတီသတင်းအင်းမြစ်ကပြောဆိုထားပါတယ် နိုဝင်ဘာလ17ရက်နေ့နေပြည်တော်ရှိကျန်းဖို့ပါတီဌာနချုပ်တွင်ပြုလုပ်သောအောင်နိုင်ရေးအခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်လောင်းချုပ်ကိုခင်ရီကလက်ရှိကြံ့ခိုင်ရေးပါတီကတွားမြင်မူဝါဒရွေးကောက်ပွဲအကြီးအကဲဆက်တမ်းများနှင့်ပတ်သက်၍ပြည်လဲရှင်းလင်းအတိပေးရာတွင်ထိုကဲ့သို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်မြန်မာနိုင်ငံ၏ဒီမိုကရေစီသည်စီကံပြေဝသောဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝသောဒီမိုကရေစီစနစ်ကိုစောင့်ကြပ်သူအဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကျပ်ဖို့ပါတီတွင်စစ်တပ်အပါအဝင်ခိုင်မာသောအဖွဲ့အစည်းများ၏ထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကောင်းများရှိပြီးနိုင်ငံတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့သည့်အုပ်ချုပ်မှုစွမ်းရည်ကောင်းများရှိနေကြောင်းလက်ရှိကျပ်ဖို့ပါတီအနေဖြင့်စစ်တပ်ကချမှတ်ထားသောမူဝါဒများနှင့်လမ်းစဉ်များအတိုင်းသာဆက်လက်ခြိတက်သွားမည်ဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအုပ်ချုပ်သွားမည်ဟုခင်ယီကပြောဆိုခဲ့ကြောင်းသိရှိရပါသည်ရှင်။ တက်မတော်ကမြန်မာနိုင်ငံရဲ့ Gradient of Democracy အဖြစ်ဆက်ရှိနေမယ်လက်ရှိတက်မတော်ကချမှတ်ထားတဲ့လမ်းစဉ်တွေအလုံးအတိုင်းဆက်သွားမယ်မဲဆဲတဲ့နေရာမှာချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းပဲမဲဆဲဖို့မှာတယ်အစိုးရဖြစ်လာရင်လည်းလက်ရှိလမ်းစဉ်တွေအတိုင်းပဲချမှတ်ဆောင်ရွက်ပါမယ်ပါတီမှာလည်းအတွေ့အကြုံကောင်းနေရှိတဲ့ခိုင်မာတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံမှုရှိနေတဲ့ပြည်ခိုင်ဖြိုးကပဲအနိုင်ရရမယ်လို့မှာတယ်ဟုစံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ် နိုင်ငံရေးလမ်းစဉ်များနဲ့ပတ်သက်၍ LND ပါတီကိုကျန်ဖို့ပါတီကရန်သူအဖြစ်သားသဘောထားပြီးပါတီတွင်သဘောထားတင်းမာသူအုပ်စုများက LND ပါတီကိုအမြင့်ဖြည့်ရင်းနဲ့တကြောပြန်မလာနိုင်ရေးကိုသာဆက်လက်ကန့်ဆဲထားကြောင်းသိရှိရပါတယ်ရှင်။ LND ပါတီကိုတော့နောက်တစ်ကြိမ်ပြန်ပြီးရှင်တန်ခွင့်မပြုတော့ဘူးဆိုတဲ့သဘောထားကလက်ရှိတက်မတော်မှာရောပါတီမှာရော ရှိနေပါတယ်ဟုစက်ခံရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ ရဲပြင်းချင်းကြီးကလွတ်တော်ကိုယ်စားလှယ်လောင်းမြနေဖြင့်မိမိလုံခြုံရေးကို အထူးတတိထားကြပြီး ပါတီရုံးမြ၏လုံခြုံရေးကိုလည်းအလေးထားကြရန်တတိပေးခဲ့ကြောင်းသိရှိရပါသည်စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့ပြုလုပ်မည့်ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ50ကျော်မှကိုယ်စားလှယ်လောင်း9000ကျော်ပါဝင် ရှင်ပြိုင်ကြမည်ဖြစ်ပြီးကျန်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရှိရပါသည် ကျန်းဖို့ပါတီကပြည်သူ့လွတ်တော်တွင်အမတ်လောင်း265ဦးအမျိုးသားလွတ်တော်တွင်အမတ်လောင်း156ဦးတိုင်းပြည်နယ်လွတ်တော်တွင်အမတ်လောင်း969ဦးတိုင်းရင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်သွားမည်ဖြစ်ပါသည်စစ်တပ်၏အထူးအရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်ပြိုင်မိပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်내တခုတွင်စီယုံမြင့်နိုင်ငံရေးပါတီ52ခုနှင့် တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါတယ်စစ်တပ်၏အတို့ရောင်ရွေးကောက်ပွဲတွင်တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း694ဦးတတခိုင်ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း682ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း984ဦးကိုကိုကြီးပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း 428ဦးတိုင်းပြည်နယ်များတွင်ပြင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက60လေလောင်း960ဦးနဲ့တတိပုဂ္ဂလ60လေလောင်း95ဦးပါဝင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။အဲဇင်းကောက်ဆိုကလာစဉ်ငွေကြေးများတောင်းခံခြင်းဘူတထောင်ဖရာလန်ရှိ Ocean Bray in ဘူဂျုံလန်ရေကျော်ဈေးထိတ်ရှိအောင်စီတဲခိုကန်နှင့်ရီဇဝါလန်ရှိ လောင်းကစားရုံများမှ လာစဉ်အပတ်စဉ်လိုင်းကြေးများ ကောက်ခံလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။အလားတူတရားဝင် ဖွင့်လှစ်ထားသောဘီယာဆိုင်များကိုလည်းတရားမဝင်တဦးတည်းအစီရင်များဝင်စီ၍အရက်လိုင်းရှင်များကိုတင်ကထွေအုပ်ယုံတို့ခေါ်ယူပြီးမတရားငွေညစ်ခြင်းမတရားလူငွေများခဏခဏကောက်ခြင်းအစားအသောက်များအလကားယူဆောင်စားတောက်ခြင်းများလည်းအမြဲတမ်းလိုလိုလှုပ်ဆောင်လျက်ရှိသည်ဟုသိရှိရပါသည် ်ထို့ပြင်အခြေခံလူရန်စားများစူးစီး၅ရက်နေထိုင်သောအိမ်ခန်းများလက်လုံလက်စားများနေထိုင်သောအဆောင်များအရက်ဆိုင်စားတောက်ဆိုင်များကိုလည်းရက်ွက်အုပ်ချုပ်ရေးမှုများအတိပေးခြင်းမရှိဘဲချင်းချောက်ငွေညင်ခြင်းများကိုလည်းလုဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်